ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့ဇာပေချက်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဟောကိန်းအခုတင်ဆက်ပေးမယ့်ဇလင်းကတော့တဆေသရေများအမှုလို့အမည်ရတဲ့ဒရီသုံးရကားရှာဖွေရာမိုကင်ဖြစ်ရမှန်ဇလင်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။တနေ့မှာကျွန်တော်ကခပြင်းပြင်းရှိလို့ကျွန်တော်ရဲ့မိတ်ဆွေစောတောက်ကြီးဦးစံတာနေတိုင်းနေ ဇူးလီပြားလန်ပထမတက်ကိုတက်တော်၏ဦးဆန်သားရဲ့အခန်းတကားမှာခါဟဟလေးပွင့်နေလို့ဧသည်ဆောင်တဲ့တဆောင်တယောက်ရောက်နေကြောင်းလို့ကျွန်တော်တွေးမိပြီးအခန်းလေးကိုရောက်ခဲ့တယ်။ဟောကိုလာမောင်လာဗျာဟုတ်ကဲ့ဦးဆန်သားမှာဧသည်မင်္ဂလီတဦးနဲ့တူစကားပြောလျက်ရှိတယ်။ကျွန်တော်ကဦးဆန်သားရဲ့ဘေးမှဝန်ထိုင်ပြီးမျက်နှာချင်းဆိုင်ထိုင်ကုန်းမှာထိုင်လျက်ရှိတဲ့မင်္ဂလီကိုတစ်ချက်အကဲကဲကြည့်ရှုမိတယ်။ မိန်းကလေးကကျွန်တော်ကိုပြန်အကြီးလိုက်နေမှုမျက်လုံးကြီးခိတဆုံးသွားပြီ။ဦးစံထားကဆေးတန့်လေးကိုတဖာဖာရှိုင်းရင်းမှအိုင်စီကလေးမလေးက30ဘတ်ကားပြနာမည်လေးကမက်ခင်မိုးတဲ့ဟုတ်ပါတယ်ဦးလေးကျမနာမည်မက်ခင်မိုးပါမက်ခင်မိုးသူကဒေါက်တာလမောင်လို့ခေါ်တဲ့ကျုပ်ရဲ့တွဲဘက်ပေါ်ပြဟုတ်ကဲ့ရှင်မှတ်ထားပါမယ်မိန်းကလေးမှချစ်ချင်းပွေရအပြုံးနဲ့ကျွန်တော်တို့ကိုခေါင်းညိပြရင် မခင်မိုးမှာအသက်ကျော်20ခန်းရှိတဲ့အသားဖြူဖြူစိစင်ကိုလုံးကိုပေါကပြည့်ပြည့်တင်းတင်းလေးနဲ့မှချစ်စရာကောင်းနေသူမကတရက်ထည့်ပွင့်ရိုက်ထမင်းအပြားရောင်နဲ့ရှန်သားဖြူရောင်ရင်စည်အင်းကြီးလေးကိုဝေထားတယ်။လက်ပွေအိတ်လေးကိုစပွဲပေါ်မှာတင်ထားတယ်။ကျောင်းနဲ့တွေးကျင်လွန်းလို့30ခါနဲ့တကူတကလာခဲ့တာပဲကိုလာမောင်။အန်စီရင်အမှုကိစ္စတစ်ခုနဲ့ပတ်သက်နေတယ်ထင်တယ်ဗျ။အင်းကြိုးရတာတော့အခက်သားဗျကိုလာမောင်ဒီလိုဗျ။ ။ဦးစန်သားကကျွန်တော်ကို30သူမက်ခင်မူလီရောက်ရှိလာတဲ့အကြောင်းကြီးများကိုပြောပြတော့တယ်။ကလေးမလေးမအမွေအဖြစ်ဆက်ခံရမယ်။အင်ဂျီတလုံးရှိတယ်ကိုလားမောင်။ဒါယာရီမျိုးဘက်အထွတ်ပြည်လမ်းမကြီးပေါ့ပါပဲ။ဒါပေမဲ့သူလေးကအင်ကြီးကိုရားခဲ့ပေမဲ့တက်ပြီးတော့မနေသေးဘူးတခါရောင်းမှုဆက်ပြန်တော့လေယူရဲဝေရဲမိသူက မတွေ့ဘူးဖြစ်နေတယ်ဗျကျွန်တော်ကဦးစန်သားရဲ့ပြောစကားပေါ်မှာလိမ့်ပတ်မလဲရာကြောင့် နေပါအောင်ဥစင်တားရအဲ့ဒီအိမ်ကြီးမှာဘာဖြစ်လို့မနေရတာလဲဘာဖြစ်လို့ဝဲသူမရှိတာလဲဗျအဲ့ဒါကအချက်ရှိတယ်ဗျဥစင်တားကစေးတန့်လေးကိုဖွာခြင်းတပွဲပေါ်ကိုလှမ်းတင်လိုက်တဲ့အဲ့ဒီနောက်မင်းကလေးဘက်ကိုလဲပြီးအဲ့ဒီအိမ်ကြီးမှာတရေ၆တဲဆိုပြီးဟိုလေးတကြောဖြစ်နေတယ်ဗျဟုတ်လားမခင်ဘူးဟုတ်ကဲ့မှန်ပါတယ်စုံတော်ကြီးစုံတော်ကြီးဥစင်တားကကျွန်တော်ဘက်ကိုလဲပြီးကိုလာမောင် ခမရတစီတို့တရဲတို့ဆိုတဲ့ပရာလောကကိုအယုံကြည်ရှိလားဗျာ။ဦးဆန့်ဓာရင်မိစကားကိုကျွန်တော်ချက်ချင်းပြန်မပြေနိုင်တဲ့ကျွန်တော်ကိုယ်တိုင်လေဒိုကိစ္စပေါ်မှာရှင်းလင်းပြတ်သားတဲ့အဖြစ်ကိုရရှိခြင်းမရှိသေးပါ။ဖြေလီဗျာကိုလာမောင်။မက်ခင်မုံမှာမျက်လုံးလေးအဝိုင်းသားနဲ့ကျွန်တော်နှစ်ဦးကိုကြည့်လျက်ရှိတယ်။ဒီလိုကိုလာမောင်ရငရေတလိမ့်ဆန်ပိတ်တာအသူရကဲလို့ရှိတဲ့အထင်မှာပိတ်တာတို့အသူရကဲတို့ကပရာလောကသားတွေပဲဗျာ။ အသူရခဲတွေက နေဆန့်ပြီးညမခံရတယ်ဗျ။ဟုတ်ကဲ့ဆက်ပြောပါအောင်။ကျွန်တော်တို့လူတွေကတည်ဆုံးနေနောက်ပိုင်းမှာဘဝတည်တစ်ခုခုကိုခုဝင်ရတယ်ဗျ။အဲ့ဒီလိုမခုဝင်ခင်ကြာကာလမှာဝိညာဉ်ဟာတစီသေးရဲ့အဖြစ်နဲ့အစွဲလန်တစ်ခုပေါ်မှာအခြေပြုပြီးဖြစ်ပြကြတာပဲကိုလာမောင်။ဟုတ်ကဲ့။အဲ့ဒါကိုကျောက်တို့တွေက တိုက်ဆိုင်မှုတစ်ခုကြောင့်တွေးကြတဲ့အခါသူတို့ရဲ့လှုံ့ဆော်မှုကိုကြားကြတဲ့အခါမှာတစီ၆တဲ့တရေ၆တဲ့ဆိုပြီးပြောကြတာပဲဗျ။ ကျုပ်လေးလာဖို့ခဲ့သမျှအရာတော့ဒီနာနာဘဝတို့ဝိညာဘဝတို့ဆိုတာတကယ်ရှိတယ်ဗျဒီလိုဆိုရင်အခုဒီကလေးမလေးမခင်မှုရဲ့အမွေရတဲ့အင်ကြီးကသစေတရေ၆တယ်ဆိုတာအမှန်တကယ်ဖြစ်နိုင်တာပေါ့နော်ကျွန်တော်ကဒို့သူမချက်ချလေးရာဦးစံသားကလက်ကပေးထားလိုက်တယ်နေုံမြကိုလာမောင်ရအဲ့ဒီလိုကိုရန်ကိုကြမကြုံရသေးပဲနဲ့အဲ့ဒီလိုကြီးတော့မပြောသင့်ဘူးဘာပဲဖြစ်ဖြစ်ကျုပ်တို့ကလေးမလေးရဲ့အင်ကိုလိုက်ကြည့်ဖို့တော့လိုမဲဗျာ မက်ကင်မိုးကကျွန်တော်တို့စကားပြောနေတာကို နားထောင်ကြလို့သူမအနေနဲ့ဇဝေဇဝါဖြစ်သွားပုံရှားပြီးမျက်လုံးလေးကလေးကလေးနဲ့ကျွန်တော်တို့ကိုကြည့်နေလိုက်တယ်။ဦးကြီးကျမတို့အင်ကြီးကိုလိုက်ကြည့်ပြီးပါနော်။ကျမတောင်းမဲ့ပါတယ်။မဆွေးမနဲ့မက်ကင်မိုးကျွတ်တို့နှစ်ယောက်နောက်တနေ့မှလိုက်ခဲ့ပါမယ်။ဟုတ်ကဲ့ဝမ်းသာလိုက်တာဆရာကြီးရဲ့သူမကချက်ချင်းပဲဝမ်းသာအားကြဖြစ်သွားပြီးလက်ပွေအိတ်ကိုဖွင့်ကငွေဆက်ကိုတစ်ထပ်ကိုနှိုက်ရှုပ်ပြီး ဥဆန်သားကိုကြုံကြုံလေးထိုင်ကရှ िख ိုကြော်လိုက်တယ်။ဒီငွေကိုတော့လက်ကမှာဦးကြည့်ရင်ရပါရင်မင်းကလေးရဲ့ကျုပ်အကူညီပေးမယ်ဆိုတာကငွေကြောင့်မဟုတ်ပါဘူး။မင်းကလေးရဲ့အခက်အခဲကိုဖြေရှင်းပေးချင်တာတသက်ပါပဲ။ဦးကြည့်ရဲ့စိတ်စပေါ်သားကိုကျမယုံကြည်ပါရဲ့ရှင်။ကဲကဲတာပြည့်ပြန်တော့နေတောင်တော်တော်စောင်းနေပြီ။ဟုတ်ကဲ့ဦးကြည့်ကျမပြန်လိုက်ပါအောင်မေ။ဦးကျမပြန်လိုက်ပါအောင်မေ။ဟုတ်ကဲ့ပါ ကောင်းပါပြီဗျာ။ မကင်မိုးလေးကကျွန်တော်တို့နှစ်ယောက်ကိုတရူတသိနဲ့နှုတ်ဆက်ပြီးအခန်းထဲကနေထွက်သွား၏။ဦးစန်တာကခေါင်းကိုရမ်းခလိုက်ပြီးအေးဗျာကလေးမလေးရဲ့ဖြစ်ကထီပေါပြီးထီလဲမှပြောက်တယ်လို့ဖြစ်နေတော့တနာစရာပေါ်ဂိုလာမောင်ရဲ့ဒူသူပြောလိုက်တယ်။ဦးကြီးဦးကြီးကျမဒီမှာကြီးစာဖို့ရတာ30ဘူတာရုံကိုရတာစိုက်တာနဲ့ဘူတာပလက်ဖောင်းပေါ်မှာရပ်ပြီးမကင်မိုးလေးကခီးဦးဂျူစာပြူတယ်။ ကျွန်တော်တို့နှစ်ဦးမှာအထောက်အပူများဝင်းဒီစလဲများကိုဆွဲပြီးစတားပေါ်မှာဆင်းခဲ့ကြရင်သုံးစေဘုရားမှာဆင်းသူတက်သူခီးတယ်များနဲ့ရှုပ်တွေ့ဆူညံလျက်ရှိရင်ဦးကြီးပေးပေးတမီးဦးပေးမခင်မိုးကဦးဆန့်ထားလမ်းမှာတရီတိတအီကိုလမ်းရှူလိုက်တဲ့ကျွန်တော်တို့မှာဘုရားရုံလေးတဲမှာအပြင်ဘက်လမ်းမပေါ်ကိုထွက်ခဲ့ကြရင်ကျွန်တော်တို့က30မျိုးလေးကို အခုမှပဲပထမဆုံးရောက်ရှိတာဖြစ်လို့လေးလာကျင်စိတ်ကပေါ်ခဲ့ရင် 30မျိုးလေးကအိုးအိမ်တိုက်တာအဆောင်အုံများနဲ့အတော်တန်တသက်ရရရှိလာ၏မျိုးလေးကိုချောင်းတစ်ခုကဖြတ်တန်းစည်းစင်းလျက်ရှိတယ်ဝါးဖောင်းများလေတမ်းမှန်များကိုမြင်တွေ့ရ၏ဒါကဖိုးခေါင်ကျောင်းလိုခေါ်ရကိုလာမောင်ဟုတ်ကဲ့အိုးဆန်သားမှာအရာရာနှမ်းဆက်သူဖြစ်ရာကျွန်တော်မသိသမျှကိုတန်ခံပြီးရှင်းပြရတယ်။မျိုးသူမျိုးသားတွေကရိုးရိုးအေးအေးနေတတ်သူကများပြီးအဓိကလုပ်ငန်းကလေယာချောင်းမြောင်းလုပ်ငန်းဖြစ်တယ် ကျွန်တော်တို့ရှောက်လာကြရင်ဈေးကြီးဘက်ကိုရောက်ခဲ့ကြရင်ဈေးမှာရောင်းသူဝယ်သူတွေနဲ့စီကားလေးရဲ့ရှိတယ်။ကျမတို့အင်းကဖျားကြီးရက်ွက်ထဲမှာပါရှင်။ရှည်လန်းစုရောက်ပါပြီ။ဦးကြီးတို့ကိုချီချင်းခေါ်ရတာအားတော့အားနာပါတယ်။ရပါတယ်ကလေးမရဲ့ကိစ္စမရှိပါဘူး။မခင်မိုးလေးခေကနေပြုံးနာကိုတွေ့လိုက်တယ်။ကျွန်တော်ကဖြူဖြူဖွဖွေးနဲ့ရေးစည်းငါးကြီးတွေလိုလာပါတယ်။သုံးစေသူများကို အမတ်မတင်ပဲငေးကြည့်မိတယ်။ ကျွန်တော်ရဲ့အဖြစ်ကိုဦးစင်သားကပြုံးထီးထီးနေကြည့်ပြီး ကိုလာမကြာအုတ်ကန်30အပြိုချိုးတွေပေါ်တယ်လှိုင်ဘောစဲဆိုတဲ့စကားကိုကြားဘူးလားဗျာဖျားစုပါစီရဲ့ဗျာအခုဦးစင်သားပြောမှပဲကြားဘူးတော့တယ်အဲ့ဒါကဘာအသေးပဲလဲဗျာအော်ကိုလာမောင်ရာစာရေးစရာလုပ်နေတာနည်းနည်းပေါ့ပေါ့တော့နှမ်းဆက်အောင်ပါဘော စာဆူစကားရှင်းပါရဲ့ဗျာအလွယ်လေးပဲဟာအုတ်ကန်းတို့30တို့ဘောလေဆိုတဲ့ရွာကြီးမှာ အပြိုကျော်အပြောချိုတဲ့လူတွေပေါ်ကျွေးဝါတယ်လို့ဆိုတာဗျာอืมတော်ပါပြီတယ်ဗျာပြုံးခဲရေခဲတဲ့ဦးစံတာမှာတာဟားနဲ့ရင်မောနေလို့ကျွန်တော်ပါကြောရောင်ပြီးရှင်ပြီးတယ်ဘေးမှနေပြီးမက်ခဲမူလေးကပြုံးထီးထီးနဲ့ကြည့်ပြီးရောက်ပါပြီရှင်ဟိုရှင်နာကအိမ်မှာပဲမက်ခဲမူရဲ့အိမ်လေးကပြင်းအောင်ပြင်ခင်းသွမိုးနဲ့ တောင်ကန်ပတ်လည်ဆောက်ထားတဲ့တထက်အိမ်လေးဖြစ်တဲ့မြေပြင်မှာလင်းကားပေကန်မြင်ပြီးတိုင်များမှာဥပ္ပနက်များခံထားတဲ့လေကားမှာသုံးတက်တက်ဆင်ထားတဲ့ထိုးအိမ်လေးမှာအတံမဲကျဲဝင်းနဲ့ခြံကြီးထဲမှာဆောက်ထားတဲ့ကြောက်ပါဦးလို့ရှင်တကားလေးဖွင့်ပြီးမခင်မူဦးဆောင်ပြီးတော့ဝင်သွားတယ်အမေရဲ့အမေထွက်ခဲ့ပါအောင်ဒီမှာအဲ့တဲ့တွေလိုက်လာတယ် အိမ်တွင်မှအမျိုးသမီးကြီးတူဦးရဖျားနဲ့ထွက်လာခဲ့တဲ့ပင်ပင်သွဲသွဲထူးထူးဖြစ်ပြီးအသက်50ခန်းလောက်ခံမန်းမိတဲ့ရုပ်ရည်မှာကျွန်တော်တို့ကိုလာရောက်ကြိုဆိုတဲ့မက်ခင်မိုးလေးနဲ့အတော်ပင်ဆင်းနေကြွကြပါဆရာကြီးရရှင်ကြွကြပါအပြုံးမျက်နာနဲ့စည်းကြိုပြီးရန်နာဘက်မှာသင်မျိုးပြလေးကိုခင်းပြီးတဲ့ဦးကြည့်ဒါကျမရဲ့အမေလေးနာမည်ကတော့အုံးများတဲ့ဟဲ့ ။တမိခင်မအဲ့တဲ့လေးအတွက်အမေပြင်ဆင်ထားရစားကြလေးတွေတော့ရှိအောင်ရေနည်းလေးခတ်ပြီးသားလေမန်းနဲ့လေးထည့်ပြီးယူခဲ့အောင်။ဟုတ်ကဲ့ပါမေ။ကျွန်တော်နဲ့ဦးဆန်ထားတို့မှာဖြူစင်ပွင့်လင်းတဲ့အသားမိနှစ်ယောက်ကိုအငေးသားကြီးနေမိတဲ့။မခင်မကငွေလင်ဘန်းကိုခိုင်းပြီးတွက်လာခဲ့တဲ့။ဆရာကြီးတို့စားကြပါအောင်ရှင်။ညနေစာလေးပြင်ဆင်ပြီးပါပြီ။ဟုတ်ကဲ့ပါတုံးမြ။ထူးထူးတွေ့တော့မလုပ်ပါနဲ့။စားလေပြာကိုလာမောင်ခမရလေးစာရော့ပေါ်။ဟုတ်ကဲ့ပါ။ ဩဒါနဲ့မခင်မူရဲ့ဖခင်ရောမမြင်ပါလားတုံးများရဲ့သမီးရဲ့ဖေဆုံးတာသုံးနှစ်လောက်တောင်ရှိပြီဆရာတို့ရဲ့ဩဒါကြောင့်ဩအခုသမီးခင်မူအမူရရဲ့အင်ကြီးကလည်းသူ့ဖေကိုဘောကျော်ဘက်ကရခဲ့တဲ့အမွေပါကိုဘောကျော်မှာတခြားမောင်နှမသားချင်းတွေရောရှိလားဗျဟုတ်ကဲ့ရှိတာပေါ့ဆရာကြီးရဲ့အေးရသူတို့တတွေကလည်းမခင်မူတယောက်တည်းအင်ကြီးကိုရှားတော့တာဂျင်းနဲ့ပုံမရှားဘူးမပြောလို့သာကြည်နေကြတာဂျင်းနဲ့ပုံတော့မရှားဘူး ။ဦးစင်သားမှာတစုံတစ်ခုကို တွေးနေရန်ရှိတဲ့စကားတော့မပြောသင့်။အရင်ကအဲ့ဒီအိမ်ကြီးမှာနေရဘသူတွေလဲဗျ။အင်းကိုဘကျော်ရဲ့မိဘတွေနေခဲ့တာလေ။နောက်ဆုံးမှတယောက်တည်းနေသွားတာက ကိုဘကျော်ရဲ့အဖေဦးလုံမောင်နဲ့ဦးလုံမောင်ကပဲသူ့ရဲ့မိဖြစ်တဲ့ခင်မို့ကိုပေးသွားတာပဲ။စာရက်စာရန်အထောက်ထားရင်လည်းပေးခဲ့ရလားဟုတ်ပါရဲ့ဦးတို့ရှင်ဒါရီကိုကျမသိမ်းဆီးထားပါရဲ့ဒါနဲ့ဒီအင်ကြီးကိုရခဲ့တာဘလောက်ကြာပြီလဲကလေးမဟုတ်ကဲ့ ။ဘာရှိအောင်မလဲဦးရို့ရှင်တလားကြော်ကြော်လောက်ပဲရှိအောင်မပေါ့။တရေချောက်တယ်ဆိုတဲ့တင်းကရော။ဟုတ်ကဲ့ဒါကလည်းတပြိုင်နဲ့လို့လို့ထွက်လာတာပေါ့ရှင်။ကျမတို့ရဲ့အဖိုးကပဲမကြွမလို့ပဲချောင်းလန့်နေတယ်လို့လို့ခြံရဲ့ဘေးကဖြတ်တန်းသွားရည်သူတွေကတော့အချောက်ခင်ရတယ်လို့ပြောကြတယ်။အင်းကျမတို့ရဲ့အင်ကြီးကိုဝဲချင်တဲ့သူတွေကသွားကြည့်ချင်တဲ့အချိန်ဒီမှာတောင်အချောက်ခံရတယ်တဲ့။ဟင်ဘလို့ချောက်တာလဲမခင်မို့။ခြေတံတစ်ဖက်ဖက်တွေကြားရတယ်တဲ့။ရီးတံမောတံတွေကြားရတယ်တဲ့ ။လက်ခင်မိုးကဂါဂနာနာရှင်းပြပြောဆိုလိုက်တဲ့။အိုးဆန်သားလေမိခွင်းနေတဒဆက်မီလို့အပြေရှာဖွေလိုက်တဲ့။အဲ့ဒီအင်ကြီးဟာဘလောက်တန်နိုင်မလဲမခင်မူ။လင်းငါးသိန်းလောက်တော့တန်မာဖို့ရှင်။ကျွန်တော်မှထိုမြငွေကြီးကိုများပြားလာရလို့ထင်မိတယ်။ယောသားဖြူစင်းတဲ့ကလေးမလေးလည်းရရှိစေခြင်းနဲ့အဲရာဦးတို့ဘက်ကကျမကိုငဲပြီးဒီကိစ္စကိုရှင်းလင်းပေးပါရှင် ကျမတောင်းပန်ပါတယ်စိတ်ချပါကလေးမရေကြုံဆွမ်းကုန်ကြိုးစားပေးမှာပေါ့ အဲ့ဒီနောက်မှာတော့ရောက်တဲ့ယာယာများကိုပြောဆိုပြီးညစာစားလိုက်ကြတယ်။စားတော့ပြီးမှသုံးစိလံအတွက်ရှိအင်ကြီးစီကိုထွက်လာခဲ့တယ်။အင်ကြီးမှာနှစားမြောင်အင်ကြီးဖြစ်တဲ့ဇင်ဝင်နှလုံးတက်ဆင်ထားပြီးအဆောင်အခန်းများကိုဖွေးစီထားတယ်။ကျန်ဝင်းကြီးကတေအေကကြော်ကြော်လောက်တော်ရှိတယ်။တေကြီးဝါကြီးများနဲ့အိုးဆိုင်ဆိုင်ရှိတယ်။အင်ကြီးကိုကြည့်ရသည်ကမှုံမှုံမိုင်းမိုင်းကြီးဖြစ်တယ်။ကိုလာမောင်ရဲ့အင်ကြီးကတော့ဟီးနေတာပဲဗျာ อืมဟုတ်ပါတယ်ကျွန်တော်တို့ရောက်ရှိတဲ့အချင်းကနေဝင်းရင်တရော့အချင်းဖြစ်တယ်လေမောရောင်အလင်းရောင်ဖြောဖြောများက ထိုးကြလေးရဲ့ရှိတယ်ကျွန်မတော်တော့မေဦးကြီးတို့อืมကောင်းပါပြီကလေးမမခင်မောမတော်များကိုပြီးပြီးစပိန်လေးနင်းကခြံထဲကနေထွက်သွားတယ်ကဲကိုလာမောင်ရေကျုပ်တို့အိမ်ထဲကိုဝင်ကြစို့ပြောင်းရင်းနဲ့ဦးစင်တားကအင်တကာမာကြီးရဲ့တော့ကိုဖွင့်လိုက်တယ်အကန်းတွင်းမှာပုံအေးအေးအနမ်းများကိုရရှိတယ် ကိုလာမောင်ရေကြတင်းပေါက်တွေဖွင့်ပြကျုပ်တို့မြေကလုတ်တွေရှာကြည့်ကြစို့ဦးဆန်တာကသူ့ရဲ့အိမ်များတိတအများဝင်းနေစလေတွေကိုအေကန်းစီကိုသွားပြီးနေရာချထားလိုက်တယ်ကျွန်တော်ကကြတင်းပေါက်များကိုလိုက်လံဖွင့်လိုက်တယ်ကျွန်တော်ကအောက်ထပ်မှာတက်ဆင်ထားတဲ့မိခလုံများကိုလိုက်လံရှာဖွေကြည့်တယ်။တအိမ်လုံးမှာထိန်းနေတော့တယ်။ဇုံတောက်ကြီးဦးဆန်ထားမှာသူ့မှာပါရှိတဲ့ပစ္စည်းကိုထုတ်ပြီးအလုံးရှုံနေလိုက်တယ်။ဟင်ဒါကြီးလေဗျာ ရုပ်ရှင်ကင်မရာအသေးစားလေးပါဗျာ။တရေတစီရီများရှိခဲ့ရင်မှတ်တမ်းတင်ရအောင်လို့ပေါ့။ဦးစင်သားကကင်မရာလေးကိုအေကန်ဝါမနေပြီးအပြင်ဘက်ကိုထောင်းထားလိုက်တယ်။အဲ့ဒီနောက်အတန်ဖန်းဆက်များကို အခန်းရဲ့မှာလိုက်လံတက်ဆင်လိုက်တယ်။အတန်ပလန်တွေကြားကြည့်ရင်ကြားအောင်လို့စက်တွေတက်ထားတာဗျာ။ကိုစရာကြီးကတော့လေအတော့ကိုပြင်ဆင်ထားတာပဲဗျာ။ကင်မရာရဲ့အတန်ဖန်းဆက်တွေနဲ့တစီတရေကိုသိပ္ပံကြီးကြကြလေးလာရတယ်ဆိုတာကျုပ်ကခမရကိုလက်တွေ့ပြမလို့ဗျာ။ อืมก็มาพี่เปียကျွန်တော်တို့နေရာကအေကမ်းမှာထိုင်ပြီးကိုအတွင်းနဲ့ကိုရှိနေကြရင်ဒီလိုနဲ့ညာ9နာရီအချင်းကိုရောက်ခဲ့ရင်ကျွန်တော်တို့ရောက်ရှိနေတဲ့အင်ကြီးမှာရက်ခွဲရဲ့အစွန်ဘက်ရှိလို့ငိမ့်သက်တိစီလေးရဲ့ရှိတယ်။ငင်းငတ်တို့ရဲ့တစ်ချက်တစ်ချက်အုံမြီတန်းကိုသာကြရတယ်။ဘယ်လိုလဲပြကိုလာမောင်အခုထိတော့ဘာမှမထူးခြားသေးဘူး။ဟုတ်တယ်ဗျကျုပ်လေးအရာကိုတတိထားနေရ။ကဲပါဗျကျွန်တော်တို့အိတ်ကြဆိုဟောဒီအေကမ်းမှာပဲအိတ်ဆက်ကြမယ်။ อืมก็มาบีเปียอู้สั่นดาก็ไอ้จะเล็กโกผีกากินไล่ติจนอก็ปะดินบ่องมะก็เปลี่ยนไปบีเอกันสีโกวินลาเกเรโกละมาจ่มมีดิเป้เล่ยะมะล่ะอืมก็มาเรเปียอู้สั่นดาก็มีกะเล็กโกไล่หลั่นบีตะลุงบีตะลุงเป้ไล่ติဒီဘက်တွေမှာကချင်းနေမကြိုက်ဘူးဗျအဲ့ဒီအချက်ကမဆိုးလာဘူးဟုတ်တယ်နော် ကျွန်တော်တို့နှုတ်မှစကားတပြောပြောနဲ့ရှိနေရမှာအိုးဆန့်တာမှာတကောကောအသံပြီးပြီးအေးပျော်တော်ရင်ကျွန်တော်မှာတော်တော်နဲ့အေးမပျော်နိုင်မယ်မျက်လုံးတွေကြောင်းနေမိတယ်အဝေးကြီးခင်းထဲမှာစနေနာရီဒိုးတန်ကိုတတောင်းတောင်းကြရတယ်နောက်တော့ကျွန်တော်လည်းအေးပျော်တော်တယ်မနက်မိုးလင်းတဲ့အခါမှာအိုးဆန့်တာကသူ့ရဲ့ပစ္စည်းနဲ့အလုံးရှုပ်လျက်ရှိတယ်ကိုယ်လည်းတန်းစင်ပြီးကျွန်တော်တို့အပြန်လာမှာအိုးဆန့်တာကကျွန်တော်ကိုကြည့်ပြီး အိုင်စီဖလင်ထဲမှာရောအတန်ဖန်းဆက်တွေမှာပါဘာမှမထူးခြားဘူးဗျ။อืมဟုတ်လားဦးစန်တာ။လာပြားကိုလာမောင်လမ်းထွက်လျှောက်ရင်အဟာရဖြည့်ရအောင်။ကျွန်တော်ကအဝေးစားလေးတာကိုခိတ္တဆောင်ပြီးနောက်ဦးစန်တာမှာရှိခါဦးဆောင်ပြီး အပြင်ဘက်ကိုထွက်သွား၏။ကျွန်တော်ကဦးစန်တာကို အမိလိုက်လာခဲ့တယ်။ကောင်းလိုက်တာကိုလာမောင်ရာလေကောင်းလေးတန်လေးတွေရှူချရတဲ့အရာသာကကျုပ်တို့ရန်ကုန်မှာအခုလိုမရနိုင်ဘူးဗျ။ ဥဆက်ထားမှာဂါလန်မကြီးပေါ်မှာရှောင်းနေရင်တဏီရာရာမှာရန်နာကလေးကျင်ကန်လုံနေလိုက်တဲ့လမ်းမကြီးပေါ်မှာအသောလာရီရှင်းနေရရှိတယ်။ကျွန်တော်တို့နှစ်ဦးကဈေးဘက်ကိုခတ်သက်သက်ပဲရှောက်ခဲ့ပြီး30မိုးရင်းကားကိုဆိုင်တဆိုင်မှာဝင်စားလိုက်တယ်။ဟောဦးကြီးတို့ကဒီမှာရှောင်းနေရကိုကျမအိမ်ရှောက်ခဲ့ပြီးပြီမတွေ့ရကြောင်လိုက်လာတာရှင်။မက်ခင်မုံမှာစပိန်ဒီတစင်းနဲ့ကျွန်တော်တို့နောက်ကနေလိုက်လာခဲ့တယ်။ ဟုတ်ပါရဲ့ကွယ်မခင်မူရဲ့လမ်းလျှောက်လာခြင်းနဲ့30မိုးရင်းကားကိုဝင်စားတာဦးကြီးတို့တက်ကျမထမင်းချိန်လာပို့တာဒုက္ခရှာလို့ကလေးမရဲ့မဟုတ်တာဦးကြီးကလည်းကျမကအင်းရှင်မှာအော်တာနဲ့ညကထူးခြားမှုတွေရော တွေ့သေးလားမတွေ့ဘူးကလေးမရဲ့တရေကကျုပ်တို့ကိုကြောက်တော့ရလားမသိဘူးအိုးဆန့်တာရဲ့စကားကြောင့်မခင်မူကမပွင့်တပွင့်လေးရှိလိုက်တဲ့ကဲကဲမခင်မူကျုပ်တို့လုံဆောင်ရလေးတွေရှိလို့ပြန်နေမအောင်မေဟုတ်ကဲ့ကောင်းပါပြီရှင် ကျွန်တော်တို့နှအိုးသားကဈေးကိုတပတ်ပတ်ပြီးနောက်အင်ကြီးစီကိုပြန်လာခဲ့တယ်။အိုးဆန်သားမှာအင်ကိုရောက်ပြီးနောက်ရေမိုးချိုအဝေးစားလေးပြီ။အိုင်စီကျုပ်ပြင်သွားလိုက်အောင်မေးပြ။ဟုတ်ကဲ့ကောင်းပါပြီဗျ။စာရင်စားနေဗျ။မနက်စာရောညစာပါကျုပ်ကိုစောင့်မနေနဲ့ဟုတ်လား။ကျုပ်မိုးချုံရင်ချုပ်လိုက်မယ်။ဟုတ်ကဲ့ကောင်းပါပြီဗျ။ဒါဖြင့်ကျုပ်သွားမယ်နော်။အိုးဆန်သားမှာအိုးထုတ်ကြီးတလုံးကိုကန်းကန်းငိုင်ဆောင်ပြီးထွက်သွားတယ်။ ကျွန်တော်တို့နေအောင်ညစာစားပြီးလို့အေကန်းထဲမှာထိုင်ပြီးစကားစမြည်ပြောနေစဉ်အင်ကြီးရဲ့အဘော်ဓာတ်စီမှာခြေတန်တွေထွက်ပေါ်လာတာကို ကြားရရင်ဦးဆန်သားကကျွန်တော်ကိုတစ်ချက်လှဲကြည့်ပြီးအသာငြိမ်နေရန်လမ်းဟန်ပြရင်အဘော်ဓာတ်မှာလူသုံးယောက်တို့ရှောက်လာတဲ့ခြေတန်ကိုကြားနေစေဖြစ်တယ်။ခြေတော်များနဲ့ကျမ်းမြင့်ကို ထိတွေ့တဲ့မှာမှန်မှန်ကြီးထွက်ပေါ်နေတယ်။ဦးဆန်သားကမျက်မှောင်ကျုံပြီးတစုံတစ်ခုကိုစဉ်းစားနေရန်ရှိတယ်။ကဲကိုလာမောင်ရဲ့ ကျုပ်တို့အိမ်မော်ကိုတက်ကြည့်ကြမယ်။ဟုတ်ကဲ့ကောင်းပါပြီဗျ။ကျွန်တော်ကဟန်ဘက်အိတ်ထဲမှာထိုးထည့်ထားတဲ့ပစ္စတိုသနက်ကိုအပေါ်အင်းကြီးအိတ်ထဲကိုပြောင်းထည့်လိုက်တယ်။လားဗျတော့ကြစို့။ကြီးမာခိုင်ခန့်တဲ့လေကားကြီးမာတစ်စင်းကျွန်တော်တို့နေအောင်အသာပြေးတတ်တော့ရင်ကျွန်တော်တို့အပေါ်တက်ကိုရောက်တာနဲ့စောစောကအတန်းများ꽌ပြောက်တော့ရင်အိုးဆန်သားကမိကလုတ်တစ်ခုကိုအသာဖွင့်လိုက်တယ်။လေးပင်မိချောင်းကဖြက်ကနေလင်းလက်လာလို့အဘော်တက်တစ်ခုလုံးထင်းထင်းရှင်းရှင်းဖြစ်သွားတယ်။ ကိုလမောင်ကြီးလာအောင်ဗျဒီမှာလာကြည့်လေအောင်ဗာလဲဗျကျွန်တော်ကဒိုနီယာကိုရောက်ရှိသွားချိန်မှာအုံးဆန့်သားကမှန်ဘလူးတလက်နဲ့ဒိုနီယာကိုကြည့်နေလိုက်တယ်ကိုလမောင်ဒီမှာတွေ့လားဗျဖုံမုံနေပေါ်မှာထင်ကြံခဲ့တဲ့ခြေရည်อืมဟုတ်ပါရဲ့ဗျကျွန်တော်ကခြေရည်များကိုကြည့်ပြီးတန်တော်ဖြစ်ရကောင်းနေပါအောင်ဗျတစီတရေတွေကအဲ့လိုမျိုးခြေရည်ထင်ခဲ့လို့လား ။အိုးဆန်သားကကျွန်တော်ရဲ့မိခွန်းစကားကိုမဖြေဘဲကျွန်တော်ကိုသာပြုံးစားစားနေကြည့်နေလိုက်တဲ့။တွေ့လာကိုလာမောင်တပင်ကြီးတပင်ရဲ့အကန်းခတ်တွေနဲ့ဒီပြင်းပေါက်ဟာကန့်နေတာပဲ။ဒါကြောင့်ဟောဤအင်ကြီးတွေကိုဝင်တဲ့သူတယောက်ကတပင်ပေါ်ကနေတက်ပြီးတော့ဒီပြင်းပေါက်ကိုကူးလာတာပဲဖြစ်မယ်ဗျ။အဲ့ဒါခမရတွေးမိလား။မတွေးမိပါမို့ဗျအခုခမည်းပြောမှပဲတွေးမိတော့တယ်ကိုလာမောင်ကတော့ဗျာအိုးဆန့်သားကရှာရှာမှကျွန်တော်လိုက်မမီအောင်တွက်လက်လွန်းသူဖြစ်တယ်ကိုလာမောင ကြာမင်းကလေးကိုကျုပ်တို့ကဲတင်နိုင်မှာပါဟုတ်ကဲ့ဟုတ်တယ်ကိုလာမောင်ကျုပ်ကမော်ဝိစာမော်စီယာအထက်လန်းစရာတယောက်မဟုတ်ပေမယ့်ဒီလောက်တောင်းချန်၆လန့်နေတဲ့တည်းရဲ့ကိုတီးမခတ်နိုင်တော့ဘူးဗျလက်ရဖမ်းဆီးပြီးစုံမပြစ်တော့မေကိုလာမောင်อืมကောင်းပါလေနောက်တနေ့မနက်စောစောမှာသုံးဆသူအပြိုကျော်လေးမခင်မူရောက်ရှိလာပြီးကောင်းချင်းပေါင်းတဲ့အကျော်များလက်ဖက်ရည်များကိုလာရောက်ကြွေးမွေးရင်မခင်မူရှင်းဦးကြည့် ဒိညာကျုပ်တရေတွေကိုဖမ်းဆီးပေးမယ်မခင်မို့ရှင်ဒါဆိုကျမတို့အိမ်မှာတစီတရေတွေတကယ်ရှိရပေါ့နော်အချိန်တန်တော့နှပိန်ကံမှာပေါ့ခွေကဲကဲကလေးမလည်းအလုပ်လေးတွေလုပ်ရအောင်မယ်မလားပြန်ပြီးတော့ခွေပြီးတော့ဒီမနက်စာနဲ့ညစာကိုလာမပို့နဲ့တော့ကလေးမရှင်ကျုပ်တို့အပြင်ထွက်ဖို့ကိစ္စလေးရှိနေလို့ခွေဒါကြောင့်မာအော်ဟုတ်ကဲ့ပါမနက်ဖြန်မနက်ကြမှာမခင်မို့က30ကတည်းကိုလိုက်ခဲ့ပြီးတော့ဟုတ်လားဟုတ်ဟုတ်ကဲ့ပါ ညာချင်းရောက်တော့ကျွန်တော်ကမြင်မြကြအောင်အေးပျော်သွားရမသိဘူး။အိုးဆက်တာက ကျွန်တော်ရဲ့ပခုံးကိုကင်ပြီးလှုံ့နှိုးတော့မှနိုးလာခဲ့တယ်။ကိုလာမောင်ထားတော်ဗျ။အိုးဆန့်တာကမိမပေးထားလို့တိန်လုံးကမောင်မောင်မဲမဲဖြစ်နေတာကို တွေ့မိတယ်။ကျွန်တော်အပေါ်ဒက်စီမှာရေတန်းခြေတန်းများကိုကြားနေမိတယ်။ကိုလာမောင်ခမရလေကားပေါ်ကနေခြေတန်းတဒုံဒုံပေးပြီးတော့တက်သွားပြန်။ဒါဆိုခမရအပေါ်ကြောက်တာနဲ့အဲ့ဒီကြောက်လန့်နေတဲ့တစီတီရဲ့ ပြတင်းပေါက်ကနေတစ်ပင်ကန်းကိုကိုးသွားကြလိမ့်မယ်။ကျုပ်သူတို့ကိုတစ်ပင်အောက်ကနေဆောင်ပြီးတော့ဖမ်းမယ်ဗျ။ကြားလားကိုလာမောင်။ဟုတ်ကဲ့။ကဲကိုလာမောင်ရေလုပ်ငန်းစပြီတော့ဗျ။ဦးဆန်တာကကျွန်တော်ကိုပြောပြီးအင်ပြင်ဘက်မှာစီထားတဲ့တက္ကမကြီးကိုဖြွင့်ပြီးတော့ထွက်တော်ရင်ကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေကြီးပြောပြတဲ့အတိုင်းလေကားပေါ်မှာခြေပြင်းပြင်းနှင်းပြီးအပေါ်တက်ကိုတက်လာခဲ့တယ်။အင်ပေါ်တက်ကိုရောက်တဲ့အခါဒိုအသံများလုံးဝပြုတ်သွားပြီး အင်ကြီးရဲ့အစွန်းဘက်မှာရှိတဲ့ပြတင်းပေါက်ရဲ့တကယ်ရွှဲများလှုပ်ရှားနေတာကိုတွေ့ရတယ်။ကျွန်တော်ကထိုပြတင်းပေါက်ကနေလျှောက်သွားပြီးအင်အောက်ဘက်ကိုအသားလေးငုံကြည့်လိုက်တယ်။လာရေးရေးသာရှင်းနေလို့အတော်လေးပြင်ထင်ထင်ရှားရှားမြင်မိတယ်။ကျွန်တော်ကထိုမြင်ကွင်းကိုကြည့်ပြီးအံ့အသင်းမိတယ်။မိတ်ဆွေကြီးဦးစင်သားမှဝေးစုံနဲ့ဝေးစင်သားတို့သုံးဆောင်နေကပြင်းပြင်းတိုက်ခိုက်နေတာကိုမြင်လိုက်တယ်။ဝိဇ္ဇုံနဲ့တယောက်ရဲ့လက်ထဲမှာတမြောင်တစ်ချောင်းကိုခိုင်းထားပြီ ဒိုလိုကဦးဆန့်တာကိုတံမြောင်နဲ့တလဆက်ထိုးလျက်ရှိတယ်။ဒိုစင်ချံဝင်းနဲ့ကိုကန်တစီဝင်လာတာတွေ့ရပြီးလက်နှိတ်ဓမီများနဲ့တဝင်းဝင်းတို့ကဒိုနီယာကိုရောက်ခဲ့ကြတယ်။ဆရာကြီးပြကျွန်တော်တို့နင်းနေနောက်ကျသွားတာကိုခွင့်လို့ပြီးပါဗျာ။အရေးကြီးတဲ့ကိစ္စတခုပေါ်လာလို့နင်းနေနှောင့်နှေးသွားတာပါ။ရှားပါတယ်ကိုအောင်မင်းရ။ကျုပ်တယောက်ထင်းနေလေဒီကောင်လေးကိုလှဲနိုင်ပါရဲ့ဗျာ။ဟုတ်ပါတယ်ဆရာကြီးရဲ့ရေချင်းကိုရှုံးပါရဲ့ဗျာ။ ဟဲ့ကိုလာမအောက်ကိုဆင်းရဲလေးဗျာဒီမှာတစီတရေတွေကိုလာကြည့်ပါအောင်ဗျာကျွန်တော်အောက်ကိုဆင်းနေခြင်းမှာငမိုးတို့၃ယောက်ကိုဂတ်တဲကိုခေါ်ဆောင်သွားရင်အာစီရှင်းပြပါအောင်ဗျာသူတို့ကဘယ်သူတွေလဲဆိုတာကိုကြောက်တော့ဘာမှနားမလဲတော့ဘူးဒီလိုကိုလာမောင်ရှာငမိုးရဲ့နာမည်အရှင်းကဘာမိုးတဲ့မခင်မူလေးရဲ့ဖေကိုဘာကျော်နဲ့ညီကိုရှင်းပုံဒါပေမဲ့အကူဖြစ်တဲ့ဘာကျော်ကရိုးသားတယ်လောင်ဘာမိုးကလူရှုပ်လူပိတ်တယောက်ဖြစ်တဲ့အရွယ်ရောက်လာတဲ့အခါမှာ အရက်တော့ဖေးရိုက်ကြက်တိုက်စားတဲ့မကောင်းမှုမင်းများကိုအကုန်လုတ်တယ်ဗျအင်းကပစ္စည်းတွေရွှေတွေငွေတွေကိုလေအလီလီခါခါခိုးဝယ်ယူတယ်ကြာတော့ဖခင်ဖြစ်တဲ့ဦးလူမောင်ကဘာမို့ကိုအမွေပြဆွလော့ခဲ့တယ်ဗျဟုတ်ကဲ့ဆက်ပြောပါဗျဒီလိုနဲ့ဘာမို့ကပီတီတီနေထိုင်ခြင်းနဲ့ဒူးစရိုက်လောကတွေကိုရောက်ခဲ့တာပဲတောင်ချင်းချင်းခါခါကြရဲကိုလာမောင်ရှားစွင်လူစုငမိုးဖြစ်နေနာမည်ကြီးခဲ့တယ်အခုနောက်ဆုံးတစ်ခေါက်ထောင်ထဲကလွတ်လာတော့ မခင်မိုတိုးတဲ့ဒီအင်ကြီးကိုရာသွားရည်ဆိုတာလေသိရောညံဒီညံတဲ့သုံးပြီးကမာလေးကိုဆင်မပြေဖြစ်အောင်ကြံစီတာပဲကိုလာမောင်ငမိုးကသူ့ရဲ့တပည့်တွေကိုအသုံးချပြီးဒီအင်ကြီးဟာတစီတရေတွေရှိနေတဲ့အောင်ရောဖန်တီးခဲ့တာသတင်းနဲ့လင့်ခဲ့တာဗျာသူကဥလူမောင်ရဲ့တာရင်ဖြစ်ရနဲ့အမွေဆက်ခန့်ခွေမရပဲနဲ့မြေပြစ်တဲ့မခင်မိုလေးကရှားခဲ့တော့မနာလို့မရှုစိတ်ဖြစ်တော့ဘောကိုလာမောင်อืมမဆားရတဲ့အမေကိုတင်းနဲ့ပတ်တာပဲဗျာ ဟုတ်ပါရဲ့ကိုလာမောင်အခုတော့သူ့ရဲ့မကောင်းကံကိုသူခံလိုက်ရပြီပေါ့ကဲကိုလာမောင်ကျုပ်တို့လေရားသလောက်ချင်းလေနင်းနေလောက်တော့အိတ်ကြဆိုဟုတ်ကဲ့ကောင်းပါရဲ့ဗျာဒါပေမဲ့ကျွန်တော်တို့မှာကောင်းစွာအိတ်ဆက်ခြင်းမရှိဘဲတလူလူတလွင်လွင်နဲ့မိုးလင်းခေရတော့တဲ့ဟုတ်ကဲ့ဇလန်းလေးကိုအဆုံးထိနာဆင်ပေးကြတဲ့ပြည်သည်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနဲ့တောင်းခဲ့ပေးဖို့တောင်းဆိုပါရစေရှင်